အထက်လန်းဆရာတယောက်ရဲ့နောက်ကိုရဘဝတွေပေါ့နော်ကျွန်တော်တို့ဒီရွှေရင်ကျော်ကြတော့နည်းနည်းဟိုဂိုင်းပညာရက်ကအရန်ဟိုမှသူကဂုံတရင်ကြီးမားတဲ့ဂိုင်းကနာလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဂိုင်းတဲ့ကိုဝင်နေထွက်တဲ့လူတွေကလည်းများကြတယ်အဲ့တော့အဲ့ဒီဂိုင်းဆရာတွေ level တစ်ခုမှရက်တည်နေတဲ့ဆရာတွေရဲ့ဘဝတွေဘဝတွေဘဝတွေဆိုတာအများကြီးရှိတယ်အဲ့မှာအလွှာမျိုးမျိုးกว่าတယ်ဆရာတွေမှလည်းစိတ်နေစိတ်ထားတွေအမျိုးမျိုးกว่าခြားကြတယ်အဲ့တော့ဘယ်လိုဆရာမျိုးကိုရွေးချယ်ရမလဲဆိုတာတော့အဲကိုပါကိုလေးလား ွာကိုစင်စာကွာကိုအတူယူအဲဟိုပယ်တင်တာကြီးလဲပယ်ဟိုကျွန်တော်ဟိုဒီလိုပြောလို့ကျွန်တော်ဟိုလေးစားအောင်ကျွန်တော်လာပြောနေတာမဟုတ်ကျွန်တော်စိတ်လဲမဝင်စားဘူးကျွန်တော်ဟိုလေးစားလို့လဲကျွန်တော်ပတ်စံပို့မရအောင်ကျွန်တော်ရှိပညာလာယူတဲ့လူတွေကျွန်တော်ဘလို့ရစ်ပြီးတော့ကျွန်တော်ဘလို့ပြန်ပြောပြီးတော့ကျွန်တော်ဘလို့ပြန်လှုပ်လိုက်လဲဆိုတဲ့လူတွေမှာအများကြီးရိုက်တတ်လို့မကုန်ဘူးနော်ဥယေတွေပမာဏကြီးကျွန်တော်မပြောတော့ကျွန်တော်မှမှတ်ညာအဲ့လောက်လည်းမကောင်းအောင်ကျွန်တော်တေချာတာကျွန်တော်အသက်ရွယ်နဲ့မလိုက်အောင်ကျွန်တော်လောက်ခဲ့ဘူးတယ် အဲ့တော့ထားပါအဲ့ဒီတချင်ရကိစ္စတွေမပြောတော့ဘူးအဲ့တော့တချို့ဟာတွေကျတော့တင်ပြတာလေးရှိတယ်တချို့ဟာတွေမတင်ပြတာကြီးလည်းအများကြီးပဲတင်ပြလိုက်လို့လို့ရှင်ခါခါနာနာပြည်နာနာမသိပဲနဲ့ရန်တမ်းပြီးအဲ့ဒီနီးစနစ်တွေလိုက်သုံးပါဆိုလို့အဲ့ဒီရဲ့နောက်ဆက်တွဲမှာဆိုးကျိုးတွေရှိတယ်ကျွန်တော်တို့ဆိုရှယ်မီဒီယာဆိုတာကလေအတုံးတန့်ရင်ဈေးမတုံးတန့်ရင်ဘေးတွေဖြစ်တယ်တယောက်ယောက်ကအဲထိုးထိုးဖောက်နိုင်တဲ့အဆင့်ရှိရတယ်အဲ့ဒီထိုးဖောက်နိုင်တဲ့အဆင့်ရှိတဲ့လူပုဂ္ဂိုလ်က အဲနေရာ possession ဘောလီလမ်းခွေမမှန်ဘူးဆိုလို့ရှိရင်ကျန်တဲ့လူတွေမှာလည်းအတွေးခေါ်တွေအများကြီးဒီအတူယူတွေအများကြီးမှားသွားနိုင်တဲ့ကဏ္ဍတွေရှိတယ်အဲ့ဒီဆရာကြီးရဘဝသူတို့ရဲ့ဘဝရဲ့နောက်ွယ်ရအကြောင်းတွေဆိုတော့အများကြီးရှိတယ်နောက်ပိုင်းနောက်ပိုင်းကျကျွန်တော်တို့ရွှေရောဂိုင်းတော် level ထဲမှာပို့ပြီးရှုပ်ထွေးပွေရာတွေကတော်တော်များလာအောင်ပါတမိုင်းပေးတောင်ဝင်ဆိုတာတော့ဂိုင်းဆရာတိုင်းမှာရှိကြဆမြင်ပဲဒါပေမဲ့အဲ့လိုမျိုးလုံးမဲ့သူကရှေ့မီနောက်မီပေါ်မှာထိုင်အရင်ကလထိုင်အောင်ပြောတာမဟုတ်ဘူးနော် အာငါတော့ဒီဆရာကြီးကအကြီးဆုံးမဒီဆရာကြီးကတော့အမြင့်ဆုံးမဒီဆရာကြီးနဲ့ငါချင်းကပ်လိုက်ငါအားလုံးရမှာပဲဆိုတော့အရာကမလွယ်ကူရိုးရှင်ဘဝရဲ့သင်ခန်းစာတွေဆိုတာကငွေနဲ့လဲလဲလို့မရဘူးပုံကုန်တာလည်းချင်းကပ်လို့မရဘူးဘဝနဲ့ရင်းပြီးတော့မှသုံးသက်ဆင့်ချင်းအကဲခတ်ပြီးဉာဏ်ပညာနဲ့တွေးတော့ရတာမျိုးနော်ကိုယ်တိုင်ချင်းကိုယ်တိုင်လုံးမှကိုယ်တိုင်ရှောက်လန်းကြည့်မှအဲ့ဒီရဲ့အနှစ်သာရကို သူများပြောပြီးတော့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆိုပြီးတော့အဲဟုတ်ကဲ့ပါဟုတ်ဟုတ်လောက်မှာပါအဲအဲ့လိုမျိုးဘွားတွေနောက်စာကြီးဖတ်ပြီးတော့စာတွေဖတ်ပြီးစာဖတ်တိုင်းလဲအသိဉာဏ်ဉာဏ်ပညာမကြီးမားနိုင်ဘူးသို့တော့အသိဉာဏ်ဉာဏ်ပညာကြီးမားတဲ့သူတိုင်းကတော့စာဖတ်တယ်အဲဘွားရဲ့အကြောင်းအရာတွေကစာအုပ်ထဲမှာလဲတမိုင်းတွေဖြောက်ထားတာတမိုင်းတွေညာတမိုင်းတာတာကတွေညာထားတာတွေလဲအများကြီးရှိတယ်နော်ကျွန်တော်လဲဟိုကျွန်တော်ဟိုကျွန်တော်လဲဒီတော်တော်ကိုမှဒီပြောမယ်ဆိုလို့ရှိရင်တော်တော်လေး ရှာရှာဖွဖွေလှုပ်တက်တဲ့သူတယောက်ဗျာကျွန်တော်ရှင်းရှင်းပြောတာနော်ဒါတဲ့ပဲနောက်ပိုင်းနောက်ပိုင်းကလေးမှာရှုပ်ထွေးပွေရနိုင်နေရှိတဲ့ကြောင့်ကျွန်တော်ရှေ့ပြီးတင်းတင်းတိတိတာလေးတွေကျွန်တော်နောက်ပိုင်းကဏ္ဍတွေမှာခက်စိတ်စိတ်ကျွန်တော်ပြောသွားမယ်အဲ့တော့ဒီဘသူ့မှာမထိကြိုက်စေချင်